မမခကစစ်ကားနှစ်စီးတိုက်ခိုက်ခံရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်ဆက်ခုနှစ်ဦးတေဆုံးကားတွေကိုမိရှို့ပြီးလက်နက်ခဲယမ်းတွေကိုတော်လန်ရေးတပ်တွေတင်စီစကိုင်းတိုင်းမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မမခက ထွက်လာတဲ့စစ်ကောင်စီတပ်ရဲ့တံပြားကားကားနှစ်စီးကိုမန်လေးရဲ့ညနေ3:30နာရီ30မိနစ်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Changi People's Defense Force C ကသိရပါဗျ။ အင်အား30ကျော်ပါစစ်ကောင်စီတံပြားကကနှစ်စည်းကိုချောင်းကြီးမြို့နယ်အပိုင်းမြင်းမူချောင်းဦးလမ်းပိုင်းမှာဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကတနာယီကျော်အကြာပြစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ် တန်မြားကကားနှစ်စီးလုံးကိုတိုက်ခိုက်ခဲ့တာနှစ်စီးတဲကစိတ်နှကောင်ကိုဗတ်စုံလမ်းခွေဘက်မှာချပြီးတော့ဆက်မောင်းလာတာတန်မြားကကားပေါ်မှာကအနည်းဆုံး၅ဆက်ခန့်ပါတယ်စိတ်နှကောင်ရော့မယ်ဆိုရင်အင်အားက၃ဆက်ကျော်နဲ့၄၀ကျားပါတယ်တိုက်ခိုက်တဲ့အချိန်ထွက်ပြေးတာလည်းရှိတယ်ကျွန်တော်တို့သိရတာက၁၈ဦးတည်တယ်လို့ Chang People's Defense Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် ပစ်ခတ်မှုအတွင် စစ်ကောင်စီတပ်ကနေကြီးစက်တက်လေးရင်နဲ့နေချောင်းတိုက်ခိုက်ပစ်ကူပေးတာတွေလုပ်တယ်လို့မြပလဲအထိုင်စစ်တပ်စခန်းနဲ့ချောင်းဦးမြို့ပေါ်စိုက်ကွင်းရုံထိုင်စခန်းကနေတရာနှစ်ဆက်မမလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တယ်လို့ဆိုပါရယ် စစ်တွေနဲ့ကြောက်ဖြူကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျဲမှုနေအိမ်နှစ်ရကျော်မီးလောင်ပျက်စီးရခိုင်ပြည်စစ်တွေမျိုးနဲ့ဝါဘိုကျေးရွာနဲ့ကြောက်ဖြူမျိုးနဲ့ဦးကင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းမှတဆင့်ပုံကျဲတိုက်ခိုက်ခဲ့၍လူနေအိမ်နှစ်ရကျော်နီးလောင်ပျက်စီးသွားကြောင်းဒေသခံများကပြောသည် ကျောက်ဖြူမြို့နယ်ဓညဝရီရီတက်အနီးရှိဦးကင်းကျေးရွာကိုစစ်ကောင်စီကမတ်လ6ရက်နေ့လယ်ကတကြိမ်နှင့်ညနေပိုင်းတွင်တကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့သည်။ရင်းဦးကင်းကျေးရွာတွင်လူနေအိမ်190ကျော်ရှိပြီးစစ်ကောင်စီဘုံများကြောင့်ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားကြောင်းဒေသခံများထံမှသိရသည်။ လူတွေတော့အထီးခိုက်မရှိဘူးပြီးခဲ့တဲ့30ရက်ကျော်လောက်ကစပြီးတိုက်ပွဲတွေကြောင့်တင်းချောင်သွားကြတာမနေ့ကနေ့လယ်နဲ့ညနေပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်တရွာလုံးမီးလောင်ပျက်စီးသွားပါတယ်တိုက်ပွဲတွေမရှိဘူးလို့သိရပါတယ်ဟုဒေသခံတဦးကပြောသည်ဖေဖော်ဝါရီလ20ရက်ကျော်ကစပြီးကြောက်ဖြူမျိုးနဲ့ဒညဝရီရီတက်အနီးဦးကင်းကျက်တိန်စီမော်နဲ့ရှောင်းချောင်းဒေသတို့တွင်စစ်ကောင်စီကကင်းတက်စခန်းများနှင့် အာရခတက်တော်တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြသည်။သို့တော်လည်းယမန်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘဲစစ်ကောင်စီကဦးကင်းကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ဦးကင်းကျေးရွာသည်ဒညဝတီရေတပ်ဌာနချုပ်နှင့်သုံးမိုင်ခန့်အကွာတွင်ရှိပြီးကျေးရွာသားများမှဘေးလွတ်ရာကိုတိမ်းရှောင်နေရခြင်းဖြစ်သည်။အလားတူစစ်တွေမျိုးနဲ့ဝါဘူကျေးရွာကိုလည်းစစ်ကောင်စီကယမန်နေ့မက်လ6ရက်နေ့ပိုင်းတွင်ဒရုန်းနှင့်ဘုံးကျဲတိုက်ခိုက်ခဲ့ပြီး နေအိမ်35ဆောင်ထက်မနည်းမီးလောင်ပျက်စီးသွားသည်နနက်9နာရီအချိန်ခန့်တွင်စစ်တွေမျိုးနယ်ကန့်ကော်ကျုံးမှာအထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းကဒရုန်းတစ်ဆက်စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်လာရှိရထင်ပြီးစစ်ကောင်စီတပ်ကဒရုန်းတစ်ဆက်စီးနှင့်ပုံကျဲခဲ့တာဖြစ်ပါတယ်ကအဲ့ဒီရွာမှာမရှိပါဘူး နေအိမ်35ဆောင်ထပ်မင်းနဲ့မီးလောင်ပျက်စီးသွားပါတယ်စစ်ကောင်စီဟာအရက်သားကြီးရွာတွေကို တမင်မီးရှိဖျက်ဆီးနေတာဟုစစ်တွေဒေသခံတအူးကပြောသည်စစ်တွေမျိုးနီးကကြီးရွာပေါင်း20ကျော်ကို အတင်းအရမနေထုတ်ခဲ့ပြီးရင်းထဲတွင်ဝါဘူကြီးရွာလည်းပါဝင်သည် စစ်တွေမျိုးအနည်းနှင့်ကြောက်ဖြူမျိုးနယ်တို့တွင်စစ်ကောင်စီတပ်နှင့်အာရခတ်တပ်တော်ဝါတို့သည်တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးကြောက်ဖြူမျိုးဒညဝရီရီတပ်အနည်းကစစ်ကောင်စီ၏ကာကင်းစခန်းများကိုလည်းကားကသိမ်းပိုက်ထားသည်ဟုသတင်းများထွက်ပေါ်နေသည်စစ်တွေနှင့်ကြောက်ဖြူကတိုက်ပွဲနှင့်ပတ်သက်၍ဘလကပြောခွင့်ရဥခိုင်တုခအား Western News ကဆက်သွယ်နေဆဲဖြစ်သည်ရုရှားပြန်မင်းအောင်လိန်ကိုကြိုးဆိုရန်နန့်ကဒင်ဝန်ထမ်းများစစ်လော်ပြီးအမှုပညာရှင်များစစ်တပ်လက်အောက်ခံအဖွဲ့များကို စစ်ကောင်စီကစင့်ခေါ်နေပြည်တော်လေးစိမ့်မှလမ်းတလျှောက်စီစီကားကားကြိုးဆိုခိုင်းရုရှားပြန်မင်းအောင်လင်းကိုကြိုးဆိုရန်နောက်ဆင်ဝန်ထမ်းများအမှုပညာရှင်များစစ်တပ်လက်အောက်ခံအဖွဲ့များကိုစစ်ကောင်စီကနေပြည်တော်သို့စတင်စင့်ခေါ်နေပြီဖြစ်ကြောင်းနေပြည်တော်တပ်တရင်ရင်းမြစ်က ပြောဆိုသည်မက်စလာ၉ရက်နေ့နေပြည်တော်သို့ပြန်လည်ရောက်ရှိလာမည်အကြမ်းဖက်မင်းအောင်လင်းကိုကြိုးဆိုရန်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှအမှုပညာရှင်များအဆိုတော်များဟာတာတရုတ်ဆောင်များ ဟင်ဘာအပါဝင်စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများနိုင်ငံတော်ဝန်မှနွန်ကတန်ဝန်ထမ်းများအခြေခံပညာအထက်တန်းကျောင်းများမှကျောင်းသားကျောင်းသူများအပါဝင်စစ်တပ်နှင့်ပတ်သက်နေသောအဖွဲ့အစည်းများကိုနေပြည်တော်သို့လာရောက်ရန်စင့်ခေါ်နေခြင်းဖြစ်ကြောင်းသိရှိရသည်အကျန်းဖတ်မင်းအောင်လင်ကိုကြိုးဆိုရာတွင်ရခင်ထက်ပုံမူ၍ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာစီစီကားကားကြိုးဆိုရန်ပြင်ဆင်ခိုင်းနေပြီးပိုးစီပုံမောင်းများဖြင့်နေပြည်တော်လေးစိတ်မှလမ်းတလျှောက်ကြိုးဆိုကြရန်လှုံ့ဆော်နေခြင်းဖြစ်သည်ဟုသိရှိရသည် ီတစ်ခေါက်ရုရှားခရီးစဉ်ကအားရကျေနက်ဖွဲ့ဖြစ်တဲ့အတွက်ခါရိုင်းခရီးစဉ်တွေနဲ့မတူကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြို့ဖို့လောက်တာတီးတုညတိုင်းတွေအိုးစီဒိုးဘက်တွေလဲပါမယ် မိနှိုင်းတွေလည်းဇယိုက်နေကြပြီးမနှက်ဖြန်နေပြည်တော်ကိုကြိုရောက်ဖို့တချို့ဖွဲတွေခေါ်ထားပြီးဟုနေပြည်တော်တပ်တရင်ရင်းမြစ်ကဆိုသည်မင်းအောင်နိုင်၏ရခိုင်နိုင်ငံသားပြန်ခီးစဉ်များတွင် အကယ်ဒမီစင်ရောမောင်မောင်မေတန်းနုမေတင်စာဦးရန်အောင်ခန့်စီသူစိုးမြတ်သူစားစသည့်စစ်တပ်ထောက်ခံသောအမှုပညာရှင်များဒိန်းတော်ဦးဆောင်သောစစ်တပ်ဘက်တော်သားဟာတလူရှင်တော်များအစိုးရယုံလေးအပါအဝင်စစ်တပ်လော်ဘီများကတက်တက်ကြွကြွပါဝင်ကြိုဆိုခဲ့ကြပြီးယခုရုရှားပြန်ခီးစဉ်တွင်လည်းညင်းတို့ဆက်လက်ပါဝင်ဦးမည် ည်ဖြစ်ကြောင်းသိရှိရသည်မတ်လ9ရက်နေ့မင်းအောင်နိုင်၏ရုရှားပြန်ခရီးစဉ်ကြိုဆိုရေးအတွက်ကုန်ကြစည်းရိတ်နှင့်နေထွက်ခများကိုဝင်ကြီးဌာနဆိုင်ရာနှင့်စစ်တပ်နှင့်မိဖက်စီးပွားရေးလုပ်ငန်းများကကြာခံကြမည်ဖြစ်ကြောင်းသိရှိရသည် အင်းတကော်မျိုးကင်းပိုင်ကြုံကျေးရွာတွင်စစ်မှုထမ်းအကြောင်းပြ၍ငွေကြေးချင်းချောက်တောင်းနေသောယာအိမ်မှုကြော်ထူးပစ်ခတ်ခံရပြီးတေဆုံးပကိုးတိုင်းပကိုးမျိုးနှင့်အင်းတကော်မျိုးကင်းပိုင်ကြုံကျေးရွာတွင်စစ်မှုထမ်းကျေးဟုဆိုကအတင်းကျပ်ငွေကြေးကောက်ခံနေသောယာအိမ်မှုကြော်ထူးကိုပစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံးသွားကြောင်းအင်းတကော်မျိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်မက်စလာ9ရက်နေ့မွန်းတက်12နာရီခန့်အချိန်ပကိုးမျိုးနယ်ကင်းပိုင်ကျောင်းကြောက်တန်းလန်းတနေရာတွင်ကင်းပိုင်ကျောင်းကျေးရွာ မှစစ်ကောင်စီခန့်ယာအိမ်မှုကြော်ထူးကိုအင်းတကော်မျိုးပြည်သူကကွယ်ရေးတပ်ဖွဲ့ဝင်များကတနက်ဖြန်နှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာတွင်ပင်ပွဲချင်းပြီးတေဆုံသွားကြောင်းသိရသည်။အဲဒီနေ့ကပဲစစ်မှုထမ်းကြီးလိုက်ကောက်ခဲ့သေးတယ်ပြစ်ခတ်ရှင်းလင်းခံရပြီးတော့ ူ့အကိုတင်ထွန်းဆိုတဲ့ကျန်းဖုတ်ပါတီဥက္ကဋ္ဌကစခရွေရွာထဲခေါ်ပြီးလှည့်ပတ်ရန်ကားနေတယ်လို့သတင်းရတယ်။အခုချိန်ထိလဲရွာထဲစစ်ဆေးရှာဖွေမှုမှုတွေလုပ်နေတော့ရွာသူရွာသားအချို့ကိုလည်းပကူးမျိုးကိုဖမ်းသွားတယ်လို့သိရတယ်လို့တချို့လဲပြန်လွတ်လာပြီလို့သတင်းရထားတယ်။ပြစ်ခတ်ရှင်းလင်းခဲ့တဲ့ရဲဘော်တွေအားလုံးကတော့ဘေးကင်းရာနေရာကိုရောက်ရှိပါပြီ။ဟုအင်းတကော်မျိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်တည်သတင်းဌာနထံသို့ပြ ။ဩကြားသည်တေဆုံးသူရာအိမ်မှုကြော်ထူးသည်ခြေရွာအတွင်းနေပြည်သူများအားစစ်မှုမထမ်းမနေရဥပဒေဖြင့်ချင်းချောက်၍စစ်မှုထမ်းခြေများအားစည်ရဲချမ်းသာမရွေးမညမတာကောက်ခံခြင်းခြေရွာအတွင်းစစ်သားရဲများနှင့်အတူကင်းလှည့်လိုက်ပါခြင်း။ညီတိပြတ္တနာကြီးငယ်မဆိုစစ်သားရဲများကိုခေါ်ယူကာဖန်ခိုင်းခြင်းကင်းပိုင်ကြုံအုပ်ချုပ်ရေးမှု၏ကိုစားရင်းကကျေးရွာနေပြည်သူများအပေါ်နိုင်ထက်စီးနင်းလှုပ်ဆောင်နေခြင်းတို့ကြောင့်ကျေးရွာနေပြည်သူများ၏တိုင်တန်းချက်အရပြစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်းအသိပေးထားသည် အင်းဒဂုံမျိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်စစ်ကောင်စီတောက်တိုင်များကိုဆက်လက်၍တုတ်တင်ရှင်းလင်းသွားမည်ဖြစ်ပြီးပြည်သူလူထု၏အကျိုးစီးပွားကိုကာကွယ်ပေးမည်ဖြစ်ကြောင်းပြည်သူလူထုအခက်ခဲမှန်သမျှကူညီဖြည့်ရှင်းပေးနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်းပြည်သူလူထု၏အကျိုးစီးပွားကိုထိပါစေမည်မြေတီရန်ကားမှုမျိုးကိုမဆိုးလက်ခံမည်မဟုတ်ကြောင်းထုတ်ပြန်ထားသည်ထန်းတပင်နှင့်ကြောက်ကြီးအဆက်ရှိကျေးရွာနှစ်ရွာကိုစစ်တပ်ကနေရင်ဖြင့်ဘုံကျဲမှုပြည်သူ၃ဦးတေဆုံးပြီးနေအိမ်များမီးလောင်ပြ ပဲခူးတိုင်းထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်အဆက်ရှိကျေးရွာနှင့်ရွာကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ရာပြည်သူ၃ဦးသေဆုံးပြီးနေအိမ်၅လုံးခန့်မီးလောင်ပြာကျခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မက်စလာ6ရက်နေ့မွန်းလွဲ3နာရီကျော်ခန့်တွင် အကျန်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲခန်းတပင်မြို့နယ်နှင့်ကြောက်ကြီးမြို့နယ်အဆက်ရှိကြောက်ကြီးပေါရွာနှင့်မကြီးတောရွာကိုလေရင်ဖြင့်ဘုံ၆လုံးခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်အကျန်းဖတ်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ကြောက်ကြီးပေါရွာမှ အသက်63နှစ်အရွယ်ဒေါ်ထွေးနှင့်မကြီးတောရွာမှအသက်55နှစ်အရွယ်ဦးအောင်မြင့်အေးအသက်53နှစ်အရွယ်ဒေါ်ခိုင်ဦးတို့တေဆုံးခဲ့ပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်အကျန်းဖတ်စစ်တပ်၏ ၄ချောင်းတိုက်ခိုက်မှုအတွင်နေအိမ်၅လုံးခန့်မီးလောင်ပြာကျခဲ့ကြောင်းသိရှိရသည်တပ်မဟာနှစ်နှစ်တပ်မဟာ၃ချောင်းမှရှိတဲ့ကြောက်ကြီးပေါက်တရားထိတ်မန်ကြီးတော်ကိုကျဲသွားတာပါအမျိုးသမီးနှစ်ဦးနဲ့မျိုးသား၃ဦးသေဆုံးတဲ့အိမ်တွေတော့မီးလောင်နေတာတွေ့တယ်နေအိမ်၅လုံးလောက်ပျက်စီးမယ်လို့ခန့်မှန်းရပါတယ်ဘာလီရင်မျိုးသားနဲ့ကျဲတယ်ဆိုတော့မသိရဘူးကျဲချသွားတာ၆လုံးလောက်ရှိတယ်စက်တနက်တွေနဲ့လည်းပြစ်ခတ်တယ်ဒဏ်ရာရတဲ့သူ၃ဦးကလည်းမန်ကြီးတော်ရွာကပဲတိုက်ပွဲလဲဖြစ်ပွားတာမရှိပါဘူးဟုဒေတာပြည် သူတဦးကပြောဆိုသည်စစ်တွေနှင့်ကြောက်ဖြူကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်လူနေအိမ်နှစ်ရကျော်မီးလောင်ပျက်စီးရခိုင်ပြည်စစ်တွေမျိုးနဲ့ဝါဘိုကျေးရွာနဲ့ကြောက်ဖြူမျိုးနဲ့ဦးကင်းကျေးရွာကိုစစ်ကောင်စီကနေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့၍လူနေအိမ်နှစ်ရကျော်နီးလောင်ပျက်စီးသွားကြောင်းဒေသခံများကပြောသည်ကြောက်ဖြူမျိုးနဲ့ဒညဝရီရီတဲ့အနီးကဦးကင်းကျေးရွာကိုစစ်ကောင်စီကမတ်လ6ရက်နေ့လေကတစ်ချိန်နှင့်ညနေပိုင်းတွင်တစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့သည် ရင်းဦးကင်းကျေးရွာတွင်လူနေအိမ်တရ80ကျော်ရှိပြီးစစ်ကောင်စီဘုံများကြောင့်ရွာလုံးကျွမီးလောင်ပျက်စီးသွားကြောင်းဒေသခံများထံမှသိရသည်လူတွေတော့အထီးခိုက်မရှိဘူးပြီးခဲ့တဲ့10ရက်ကျော်လောက်ကစပြီးတိုက်ပွဲတွေကြောင့်တိမ်းရှောင်သွားကြတာမနေ့ကနေ့လယ်နဲ့ညနေပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်တရွာလုံးမီးလောင်ပျက်စီးသွားပါတယ်တိုက်ပွဲတွေမရှိဘူးလို့သိရပါတယ်ဟုဒေသခံတဦးကပြောသည်ဖေဖော်ဝါရီလ20ရက်ကျော်ကစပြီးကြောက်ဖြူမြို့နယ်ဒညဝရီရီတက်အနီး ်ဦးကင်းကျက်တိန်စီမော်နဲ့ရှောင်းချောင်းဒေတာတို့တွင် စစ်ကောင်စီကကင်းတက်စခန်းများနှင့်အာရခတက်တော်တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြသည်။သို့တော်လည်းယမန်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘဲစစ်ကောင်စီကဥကင်းကျေးရွာကိုနေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ဥကင်းကျေးရွာသည်ညဝရီရီတက်ဌာနချုပ်နှင့်၃မိုင်ခန့်အကွာတွင်ရှိပြီး ကျေးရွာသားများမှာဘေးလွရာကိုတိမ်းရှောင်နေရခြင်းဖြစ်သည်။အလားတူစစ်တွေမျိုးနဲ့ဝါဘူကျေးရွာကိုလည်းစစ်ကောင်စီကယမန်နေ့မတ်လ6ရက်နေ့နက်ပိုင်းတွင်ဒရုန်းနှင့်ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးနေအိမ်35ဆောင်ထပ်မင်းဲမီးလောင်ပျက်စီးသွားသည်။နနက်9နာရီအချိန်ခန့်တွင်စစ်တွေမျိုးနဲ့ကန့်ကော်ကျုံးမှာအထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းကဒရုန်းတစ်ဆက်စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။လာရှိရထင်ပြီးစစ်ကောင်စီတပ်က ဒရုန်းတစ်ဆက်စီးနဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်။အာကအဲ့ဒီရွာမှာမရှိပါဘူး။နေအိမ်35ဆောင်ထက်မနည်းမီးလောင်ပျက်စီးသွားပါတယ်။စစ်ကောင်စီဟာအရက်သားကြီးရွာတွေကိုတမင်မီးရှိဖျက်ဆီးနေတာဟုစစ်တွေဒေသခံတအူးကပြောသည်။စစ်တွေမျိုးနီးကကြီးရွာပေါင်း20ကျော်ကိုအတင်းအရမနေထုတ်ခဲ့ပြီးရင်းထဲတွင်ဝါဘူကြီးရွာလည်းပါဝင်သည်။ စစ်တွေမျိုးအနည်းနှင့်ကြောက်ဖြူမျိုးနယ်တို့တွင်စစ်ကောင်စီတပ်နှင့်အာရခတ်တပ်တော်ကတို့သည်တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးကြောက်ဖြူမျိုးဒညဝရီရီတပ်အနည်းကစစ်ကောင်စီ၏ကာကင်းစခန်းများကိုလည်းကားကသိမ်းပိုက်ထားသည်ဟုသတင်းများထွက်ပေါ်နေသည်စစ်တွေနှင့်ကြောက်ဖြူကတိုက်ပွဲနှင့်ပတ်သက်၍ပြလကပြောခွင့်ရဦးခိုင်သူခအား Western News ကဆက်သွယ်နေဆဲဖြစ်သည်